အားလုံးပဲမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion League တက်တဲ့အားလုံးမင်္ဂလာပါ။ဒါကျွန်တော်ဆိုရင်တော်တော်လေးကို3ရက်4ရက်စတိုင်အပြည့်နဲ့တနင်္လာနေ့တည်းထွက်လာတနင်္လာအင်္ဂါပို့တဖို့အခုကြာပြီတဲ့ဝင်လာတော့လေ။ဒါတော်တော်တရက်ကိုဘယ်နှလောက်မှမအိအောင်မျိုးလုံးဆိုနေရတာအခုတို့ပဲကျွန်တော်တို့မှာနောက်မှာဘလုံးပြေးတက်တဲ့အများကြီးပဲ။ဒါတော်တော်များများဒီနောက်မှာလည်းဘလုံးပြေးတက်တဲ့အများကြီးပဲ။ ဓာတ်တော်သေးတယ်ဒါမြည်တက်ပေါ့လေဆိုတော့ဒါဘလုံးဘွဲတစ်ပွဲကျင်းပလို့ရှိရင်သက်ဆိုင်ရာဘလုံးပေးတတ်တယ်ဘလောက်ထိပြန်မှန်းလဲပေါ့လေအနည်းငယ်က Manchester United ကဒါ final မှာရှုံးသွားပြီးတော့ဒါ Tottenham Hotspur က champion ဖြစ်သွားတယ်နောက်ဆက်တွဲအနေနဲ့ဒါနှစ်သင်းလုံးကတော့ဒါထူးခြားတာပေါ့လေမနည်းညပွဲနဲ့ပတ်သက်လို့ကျွန်တော်ဘလုံးဘွဲဆိုတာထက်ဘာသွားမြင်လဲဆိုဒီနှစ်သင်းကတော်တော်လေး friendly ဖြစ်တယ်ဗျာဘလုံးဘွဲဘလုံးဘွဲပြိုင်ပတ်ဆိုတာထက်ပေါ့လေကျွန်တော်အင်္ဂလန်ပရီးမီယာလိပွဲကြီးအများကြီးကြည့်ဘူးတယ် ြည့်ပြတဲ့အချိန်မှာအင်္ဂလန်ပရီးမီယာလိဂ်ပေါ်အများကြီးကြည့်လို့ဆိုမှာတသိန်းနဲ့သိန်းကြားမှာဒီနှစ်သိန်းအေးဆေးပဲသူတို့ကဟိုပြည်တွင်းမှာလည်းတသိန်းနဲ့သိန်းကြားကဘယ်လိုဖြစ်လဲဆိုတော့အရင်တည်းကလည်းဖြစ်ဆက်ဆက်မှာအဲ့လို rivalry ဆိုတာထက်ဟိုကြီး၆ကြီးအသိန်းနဲ့မှာဝင်နေဆိုတဲ့အဲအပုံစံနဲ့ပြိုင်ဆန်မှုပဲရှိကြတယ်အဲကြောင့်ဒါမနေ့ကကျွန်တော်တို့ကျွန်တော်တို့ထိုင်တဲ့ဘက်ချမ်းမာရောဟိုဘက်ချမ်းမာရောနေရာဆုံးမှာနှစ်ဖက်အသိပေးတဲ့အများကြီးရှိတယ်အဲ့ဒါပေမဲ့အကုန်လုံးကဘယ်လိုပြောမလဲဆိုတော့ EC ပဲ ဒါ AC ဆိုပေအခုဆိုရင်ကျွန်တော်ကိုရက်က10လာဒါမနက်4နာရီရှိပြီမနက်4နာရီရှိပြီအေးဒါတော်တော်အေးနေပြန်ပြီးတော့ဒီယထာဒါဒါကားစတေရှင်လေဟိုနောက်မှာကားရှိတယ်ကားအစိမ်းရအဲကားစတေရှင်ထဲမှာဆိုရင်ဒါကားမြို့ဒီမြို့တွေပေါ့လေအဓိကတော့ဘီပါဝမြို့ကနေဒါတိုက်ရိုက်ပြန်တဲ့လေကလည်းမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ထူးခြားတာဒီမြို့မှာဘီပါဝကဘာဖြစ်လဲဆိုတော့ဟို 24 hour service လေး app မဟုတ်ဘူးသူတို့မြို့တိတိလေးမလို့တဲ့ဆိုတော့သူတို့ကဈေးကို၄နိုင်ခွဲမှာစပွင့်တယ်၄နိုင်ခွဲမှာစပွင့်တယ်၄နိုင်ခွဲမှာစပွင့်တဲ့ခါကျတော့တောင်းတောင်းလေးနဲ့ပြန်မယ်ဆိုရင်မနက်မိုးလေးမှာပြန်ရတာဆိုအားလုံးကဒီမှာလာအိတ်အိတ်မအိတ်လို့ရှိရင်ဒါဟိုတယ်ဟိုတယ်ကဒီညမငားဘူးမနေ့ကတော်တော်များများငားကြတယ်ပေးတဲ့တော်တော်များများပေါ့လေအယုတ်ကျိုးပြည့်ကြီးပဲပြန်မှန်းတာဟုတ်အဲ့မှာဆိုင်ကြီးက24နိုင်ဖွင့်ပေးတာအပေါ်မှာဘီယာဘီယာဘားဆိုင်ကိုဖွင့်ပေးတာဒါပြောချင်တာဘလုံး ပွဲတွေကျွန်တော်တွားကြည့်တဲ့အခါမှာအဘေးသက်တော်လည်းမပတ်စံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဟိုအခန်းငားထားတယ်ဟိုတယ်ငားထားသည်ဖြစ်စေငားသည်ဖြစ်အကုန်လုံးအိမ်ကြီးပြတ်တာကိုပင်မနာအဝေးကွေးတစ်ပွဲတွားကြည့်တဲ့အခါမှာအဲ့အတွက်ကုန်ကြစည်းမတ်တီဘလုံးပွဲတစ်ပွဲတွားကြည့်ရင်သူကတော်တော်ကို strong ဖြစ်မှာအရာစိတ်ပိုင်းဆိုင်ရာကိုပိုင်းဆိုင်ဥမာကိုတင်ရနိုင်လို့မနေ့ညဆိုကျွန်တော်ပြီးသက်တရားသူတို့နိုင်သွားတော့ဗျာသူတို့တင်း နိုင်သွားတဲ့အတွက်ကြောင့်ကြိုက်သလောက်ပင်မသူတို့မှာ energy တစ်ခု boost ဖြစ်တာပြီးသားစိတ်ထဲမှာအာသူတို့လိုချင်တဲ့အောင်မြင်မှုတစ်ခုရထားတဲ့အတွက်ကြောင့်သူတို့ပြသနာမှုရှိဘူးဗျာအေးဆေးပဲဒါဒါ final ပွဲကြီးတစ်ပွဲကိုသူတို့နိုင်လိုက်တယ် champion လေးဝင်ဝင်ရသွားတယ်ပြီးတော့သူတို့တို့ဒါ super major super တစ်ခုဝင်ရသွားတယ်အားလုံးက win win situation ဆိုတော့ဘလောက်ပင်မပင်မအခုဆိုရင်အပေါ်ထဲမှာအယုံကျိုးပြတ်ပြီးအဲ့ငယ်တော်များများ Manchester United ပြည်တပ်တီတော်များများဆိုစပါးပိတ်တယ်လည်းပါပါတယ်ဒါပေမဲ့ပြောချင်တာအရန်ပင်မန်းတယ်ရန်ပင်မန်းတယ် နိုင်နေတဲ့အတွက်ကြောင့်နိုင်နေဆိုစိတ်တက်တဲ့အပေါ်ကတောက်ခံထားတယ်။ရှုံးတဲ့လူကြောင့်များတော့ရုပ်ချူးပြတ်တယ်။လုံးဝအကုန်မှောက်ကြည့်ပါအပေါ်မှာအပေါ်မှာအကုန်လုံးအိပ်ပျော်နေတာ။ဒါကျွန်တော်ကဟိုချင်းချင်းလေဆိုတော့ကိုလည်းဘလုံးကိတက်ကိုလည်းအဲ့လိုပဲဘလုံးမသွားလို့ရှိရင်နိုင်ပြီဖြစ်စီရှုံးပြီဖြစ်စီပြမန်းလို့ရှိရင်တော့ဒီလိုချမ်းပြမှာလည်းအိပ်နေတယ်ကွာအိပ်တဲ့အခါအိပ်တာပဲနော်ကျွန်တော်ဒီမှာဆိုရင်အဲဒီမှာဆိုရင်တယောက်တယောက်ဆိုလုံးဝကျိုးနေတယ်။အဲ့လိုမျိုးတွေအများကြီးပဲ။ဆိုတော့ပြောချင်တဲ့အချက်ကဒါ အင်္ဂလန်မှာဘောလုံးပွဲသွားကြည့်လို့ရှိရင်အဝေးကွင်းသွားကြည့်တဲ့အခါအထူးဖြင့် European ပွဲတွေသွားကြည့်တဲ့အခါမှာဒီလိုပုံစံတွေကြီးပဲတကယ်ပြောတာရမ်းပင်ပန်းတယ်ဒါဒါကကျွန်တော်မြန်မာနိုင်ငံပြည်သက်တယ်များမသိတော့ကျွန်တော်ကတော့ဒီမှာသွားသွားကြည့်နေခါကျတော့ဟိုဟာဖြစ်နေပြီခွာယူစုတော်ဖြစ်နေအဲဒီလိုပဲချန်ပီယံဘောလည်းအိတ်ရတာပဲချန်ပီယံဘောလည်းအိတ်အိတ်သိအိတ်ရတာလိုအပ်တာကိုဒီချိန်မှလည်းဘုဒ္ဓကာကြီး တို့ဟိုဟိုတယ်မှာတက်နေပြီးတော့လည်းပြန်ပြန်ဖို့အစီအစဉ်ပြန်ဖို့ခက်တယ်ဗျာဆိုတော့မနက်၄နာရီယထာထွက်မယ်ဆိုရင်ယထာမှုတာသွားရတယ်အဲ့လိုမျိုးပေါ့လေဆိုတော့ဒါဘောလုံးပွဲတစ်ပွဲနဲ့ပတ်သက်လို့ဘောလုံးပွဲမှာဒါအတွေ့အကြုံအနေနဲ့ပြောရင်ဒီ summer match ကွင်းမှာသွားခံတဲ့ပွဲမှာ security ရန် tight ဖြစ်တယ်ကွင်းကတော့တကယ်ရှယ်ကွင်းကြီးဖြစ်တယ်အာခုံနေရာလည်းတော်တော်လေးကောင်းတယ်တခုံနဲ့တခုံကြားမှာကျဲတယ်တခုပဲသူတို့ wifi မရှိဘူးဒါအစားတောက်ရောင်းတဲ့ဘိုင်းမှာ ဒီ Spanish ပြည်သက်တရားတော့တိတ်ပြီးတော့စားတောက်တာတိတ်မရှိဘူးစားတောက်တာမရှိဘူးစားတာတောက်တာတကယ်စားတောက်တာအင်္ဂလိပ်တွေပဲစားတောက်တယ်အင်္ဂလိပ်တွေကကိုစားတောက်ပြီးတော့သူတို့ပဲအဓိကသူတို့ကတော့ BR အဓိကပေါ့လေ BR အဓိကတောက်တယ်နှစ်သိန်းလုံးနှစ်ဖက်ကြားပြည်သက်တရား friendly ဖြစ်တယ်အနိုင်ရှုံးရှုံးသွားတစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ရံဖြစ်တယ်တော့သူတို့ချက်ချက်တော့အင်္ဂလိပ်ပွဲပွဲမှာရံမဖြစ်ဘူးတော့တော်တော်ရှားတယ်ဘာလို့လဲဆိုနှစ်ဖက်ပြည်သက်တွေ miss ဖြစ်နေတဲ့ကြားအောင်နောက် away ကိုနောက်ပတ်ချန်ထိုင်နေပတ်ချန်တော့ထားပါတော့နောက်တစ်ခုကဟိုဘယ်လိုပြောမလဲဆိုတော့ ဒီက business တော်တော်လေးကောင်းတယ်အင်္ဂလိပ်ကိုကြိုက်စီဖြစ်စီကြိုက်စီရဲတွေကပထမနေ့ကတိတ်ပြီးမဆောင်ဒီကမနေ့ညပြီးတဲ့ဆိုတော့ချောက်ဖို့တော့ကောင်းတယ်ရဲတွေရဲတွေရဲတွေပတ်နေတာပတ်နေတာ ဘာဖြစ်ဖြစ်ဒါ European Final Tottenham တော့ Congratulation ပေါ့လေသူတို့ Champion League ဝင်ပေးကြတာလေသူတို့ကတော့ငါတို့ Europa Champion ဖြစ်ပြီဆိုပြီးတော့သူတို့ကချင်းဆိုတယ်အမှမန်ယူနိုက်တက်ပေးတက်တရားတော့သူတို့ group အမလိုနဲ့ပတ်သက်လို့ပေါ့လေဒါသူတို့ချင်းဆိုတယ်အသင်းကစားမတွေကိုကျွန်တော်ခုချိန်ကြီးပြစ်တယ်ဝေဖန်တဲ့ကောင်းတယ်တရားမမတွေ့ဘူးပြကျွန်တော်မြန်မာနိုင်ငံမှာတော့မသိဘူးပေါ့လေဟိုကိုကစားမတွေကိုအဲ့တော့ဒီကောင်းလေးပတ်စံအကုန်ခံပြီးတော့လာကြည့်တယ်အားပေးရပေးတက်က ဒါဆိုကစားမတူတယောက်ကိုမှသူတို့မပြောပါဘူးဘာမှမပြောဘူးကိုလိုဒီတိုင်းပဲโอเคတသိန်းလုံး struggle ဖြစ်တယ်ဒီလောက်ပဲကိုလိုကြီးမရှိဘူးအဲ့တစ်ချက်တော့ကျွန်တော်သဘောကျတယ်ဗျာကျွန်တော်မြန်မာနိုင်ငံပြည်သက်တယ်မတူကျွန်တော်မြန်မာနိုင်ငံပြည်သက်အရန်ကောင်းတဲ့အသင်းကိုအားပေးနေတဲ့ပြည်သက်ဖြစ်ဖြစ်လီဗာပူးဖြစ်ဖြစ်မန်စီးတီးဖြစ်ဖြစ်နောက်ဆုံးခြေသွမ်းဂျိန်းနေတဲ့အာဆင်တောင်မှရလက်ဆိုးပြီးရုပ်ပြီးဆိုရင်အကုန်လုံးပေါက်ကွဲကြပဲဒီမှာဘာမှမရှိဘူးအဲ့တစ်ချက်ကျွန်တော်သဘောကျတယ်သူတို့ပြောတယ်လေမန်ယူနိုက်တက်ပြည်သက်ငါတို့ ချန်ပီယံဖြစ်တာအကျဉ်းကြီးဖြစ်ဘူးတာလည်းတွေ့ဘူးပြီးရည်ရွယ်ပြီးပြီးအဲ့ဘက်ကြောင့်ကျန်တိုင်းဘာမှပြဿနာမရှိအေးစစ်စစ်ပဲဒါဆိုပြီးတော့သူပြောတယ်ဒါသူတို့အတက်အတက်ကြတော့သူလက်ခံတာပဲ That's it. So congratulation ပေါ့လေလီဗာပူးပေါ့လေလီဗာပူးတော့ဖြစ်တယ်။ Tottenham Hotspur နဲ့ Man United ကလည်းဘာဖြစ်ဖြစ်ကျွန်တော်တို့မနေ့ကပွဲကိုကြည့်လို့သူတို့ပြတ်တဲ့ဒါတော်တော်ကိုအသိဉာဏ်ချစ်တဲ့သူတွေဆိုတာတွေ့ရတယ်။ဒါမနေ့ကကျွန်တော်ရဲ့အတွေ့အကြုံဖြစ်ပါလေ။အားလုံးကျေးဇူးတင်ပါတယ်။